လာမဲ့မလရှေနေထိုင်းစံတော်ချင်းမနေ့ရှင်းလိုက်ပေါ့နော်ခုလာမဲ့စနေနေ့ပေါ့အဲ့မှာထိုးသက်မဲ့ one championship ပွဲစဉ်မှာကျွန်တော်တို့မြန်မာဖိုက်တာဖြစ်တဲ့ဆိုလင်းဦးကဒီရုရှားဖိုက်တာဖြစ်တဲ့ဒီမီထရီပေါ့နာမည်လည်းနည်းနည်းခေါ်ရခဲ့တယ်နော်ဒီမီထရီကော့ဖ်တွန်း ဟို1 championship မှာတန်ထွက်တဲ့တိုင်ဆိုင်ပုံစံပေါ့။ Dimitri ပေါ့။ဆိုတော့ဒါဒီပွဲလည်းတော့စိတ်ဝင်စားဖို့တော့ကောင်းတယ်ပြောရမှာပေါ့နော်။အဲကိုစိုးလင်းဦးကျတော့ဒီ1 championship နဲ့စာချုပ်ကြီးချုပ်ပြီးတဲ့အချိန်ကနေစပြီးတော့ဒါနိုင်ပွဲတွေကြောက်ဆုံးနေတဲ့ fighter ပေါ့နော်နိုင်ပွဲမတွေ့သေးဘူး လို့ရောเนาะဒီစာချုပ်ကြီးချုပ်ကြီးရဲ့နောက်ပိုင်းမှာဆိုသူရဲ့ပြိုင်ဖက်ဖြစ်တဲ့ဒီ Russia fighter ကတော့ဒါ one championship မှာ၃ပွဲထိုးထားပြီးတော့၂ပွဲနိုင်တယ်။တပွဲရှုံးဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားတယ်ပေါ့နော်။ဆိုတော့ဒီပရမအနေနဲ့ဒီ Russia fighter ကိုနည်းနည်းလေးသုံးသပ်ကြည့်အောင် ဆိုတော့ Russia fighter ကိုကြည့်ရခါမှာဒီ၃ပွဲထိုးပြီးတော့၂ပွဲနိုင်တဲ့ပွဲစဉ်ကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင် Russia fighter ကအနိုင်ပွဲ၂ပွဲစလုံးကို Time fighter နဲ့ထိုးတက်ခဲ့တယ်ပေါ့နော်ဆိုအလုံးတီးတဲ့အတိုင်းပဲ Time fighter နဲ့ထိုးတဲ့အခါမှာကိုက knock out လုံနိုင်ဆိုလို့ရှိရင်တော့ဒါပွဲပြတ်တယ်ဆိုတော့ ဒါပြောစရာမရှိဘူးเนาะအနိုင်ရှုံးကတော့ပြက်တတ်ပေါ့ဒါပေမဲ့လို့ကိုကအဲ့လို knock out တွေမထိုးနိုင်ဘူးဆိုလို့ရှိရင် time fighter နဲ့ထိုးတဲ့ပွဲစဉ်တော်များကနိုင်ငံခြားသားတွေပေါ့เนาะနိုင်ငံခြားသားတွေ time fighter နဲ့ထိုးရတာပွဲစဉ်တော်များက knock out မလုပ်နိုင်ဘူးဆိုလို့ရှိရင်ဒါရင်အဆုံးဖြတ်အရာ time fighter တွေကနိုင်လာများတယ်အဲ့ဒါမှဖြစ်လို့အဲ့လိုနိုင်လဲဆိုတော့ time fighter တွေကဒီ muay time မှာကြီးမယ်ဆိုလို့ရှိရင် technical ပိုင်းပေါ့နော်ကျွန်တော် mission နဲ့ပိုင်းကိုကောင်းတယ်တောင်စင်းနဲ့တိုးတာတို့ဖြစ်ဖြစ်လက်တီထိုးခြေကန်းနော်ပြီးလို့ရှိရင်အချက်ကောင်းကောင်းနေအမှတ်တရအောင်သူကလုပ်တတ်တော့ဆိုတော့ဒီ Russia fighter က Thai fighter ဆီယောက်နှစ်ယောက်စလုံးကိုအနိုင်ယူတော့ပွဲစဉ်မှာတကယ်တမ်းကျတော့သူက knock out နဲ့နိုင်တာတော့မဟုတ်ဘူးစိတ်ဝင်စားစရာကောင်းတာတော့ဒါတိုင်အဆုံးဖြစ်တဲ့အမှတ်နဲ့နိုင် ဆိုတော့ဒီ time fighter တွေကိုအမှတ်နဲ့နိုင်နိုင်တဲ့အဆင့်ဆိုတော့ခေဒီမဟုတ်ဘူးပြောရတော့ပြောချင်တာဒီ technical ဘက်မှာကောင်းတဲ့အနေနဲ့ပြောတော့ပုံမှန်မျိုးခုနပြောသလို time နဲ့ထိုးတယ်နိုင်ငံခြားသား time နဲ့ထိုးလို့ဆိုလို့ရှိရင် knock out တာမနိုင်ဘူးဆိုလို့ရှိရင်ဒါအမှတ်နဲ့ကတော့ time ကရတာများတယ်ဒါပေမဲ့ဒီ Russia fighter နဲ့ပွဲစဉ်သူနိုင်တဲ့ပွဲစဉ်ပွဲစဉ်လို့ကြတော့ဒါ time fighter ကိုသူကတိုင်အမှတ်နဲ့နိုင်ထားတဲ့အတွက်ကြောင့်မလို့ ဒီ Russia fighter ကဒါမွေထိုင်းမှာ technical ပိုင်းတော်ကောင်းတယ်လို့ပြောရမှာပေါ့နော်ဆိုတော့တစ်ဖက်ကနေကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်ကိုဆိုလင်းပေါ့နော်ကျွန်တော်ရဲ့ fighter ကြီး Tamani fighter ကြီးဆိုလင်းဦးကြတော့ဆွမ်းနာတော်လို့ one championship နဲ့စာချုပ်ကြီးချုပ်ပြီးတဲ့နောက်ပိုင်းမှာအခုချိန်ကျတာနိုင်ပွဲတွေပျောက်ဆုံးပျောက်ဟိုနိုင်ပွဲတွေပျောက်နေတယ် ကစားသမားပေါ့နော်ဆိုတော့ကိုဆိုးလေးဟိုကြတော့အားလုံးအပြည့်တဲ့အတိုင်းပဲမာကုံမာကုံပေါ့ဗျာဒီပရိသတ်ကြားထဲမှာပြောနေစမာကုံကောင်းတယ်ပေါ့နော်မာကုံကောင်းတယ်လက်တီချက်တွေကောင်းတယ်ဒါပေမဲ့ technical ပိုင်းကြတော့မွေတိုင်းမာကြည့်မယ်ဆိုရင်ကိုဆိုးလေးဟိုက technical ပိုင်းကြတော့ကျွန်တော်ထင်တာဘယ်လောက်ကြီးမကောင်းဘူးပြောရအောင်နော်ဒီ Thai fighter တွေနဲ့ကြည့်မှာကြားနိုင်ငံခြားသားတွေကလည်းမွေတိုင်းထိုးတဲ့လူတွေတော်များတယ်ထိုင်းမှာလည်းလာကြင်ကြတာဟုတ် ဆိုတော့ဒီမွေထိုင်းထိုးတဲ့ time fighter ပြောဒီနိုင်ငံသားတွေရောထိုင်းနိုင်ငံမှာကျင့်တဲ့လူတော်များကဒါ technical ပိုင်းတွေပြောကောင်းတယ်ပြောဒီလိုရှိရင်သူတို့ကဒီထိုင်းနိုင်ငံမှာကျင့်တဲ့အတွက်ကြောင့်မလို့ထိုင်းမှာကျင်းပတဲ့ပွဲစဉ်တော်များမှာထိုးလာတဲ့အတွက်ကြောင့်မလို့သူတို့ကအတွေ့အကြုံတော်ကောင်းတယ်ပြောဒါပေမဲ့ကျွန်တော်တို့ကိုစလင်းလို့ကြတော့ဒါမြန်မာလက်ဝဲကနေလာတာเนาะဟုတ်ပြောမလဲ လက်သွေးပေါ့နော်လူမှုပုံစံနဲ့လာတဲ့အခါမှာ technical ဘိုင်းနဲ့ပတ်သက်တဲ့ solution မွေထိုင်း technical ဘိုင်းမှာတော့ဒါအားနဲ့လို့ပြောမှာပေါ့နော်အားလုံးသိတဲ့အတိုင်းပဲကိုစလင်းကလာပြီး solution ဒါမာကုံနဲ့လာမယ်ဟိုကတ်မယ်ထိုးမယ်လက်သီးနဲ့ကျွေးမယ်ဗျာဆိုတော့မာကုံကကောင်းတယ်လက်သီးနဲ့ကျွေးမယ်ဆိုတော့ဟိုဒါကိုစလင်းနဲ့စတိုင်မနော်ဒါပေမဲ့တစ်ဖက်မှာသူရဲ့ပြိုင်ဖက်ဖြစ်တယ် တော့ share fight တော့ကျွန်တော် technical ပိုင်းကောင်းတဲ့တော့ကျွန်တော်ကိုဆိုလင်းဦးအဝင်ကိုသွားစောင့်ပါပဲကိုဆိုလင်းဦးလည်း PS တိုင်းအတိုင်းကတ်မယ်နော်ဖုံးမယ်ဒါပေမဲ့ technical ပိုင်းအားနည်းတဲ့ခါကျတော့ Russia fighter ရဲ့အခွင့်အချက်ကိုဝင်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်တင်တာကိုဆိုလင်းဦးကလွယ်တော့မလို့ရတာတောင်နဲ့တိုးခံရမယ်နော်ဒီလိုရှိရင်ချေကန်ချက်တူနော်နောက်လက်သီးလဲဒီ Russia fighter လက်သီးလဲကောင်း ဒါပေမဲ့ကျွန်တော်ထင်တာတော့ရုရှားဖိုက်တာကကိုဆိုလင်းဦးရဲ့အဝင်ကိုစောင့်ပြီးတော့တောင်စီနဲ့ကောင်းကောင်းကျွေးမယ်ကျွန်တော်လည်းထင်တယ်နော်ဒါပေမဲ့ရုရှားဖိုက်တာကလည်းအဲ့လိုကိုဆိုလင်းဦးဝင်လာမယ်အခွင့်အရေးကိုစောင့်ရင်းစောင့်ရင်းအနောက်ဆုတ်တာတွေပါလေလုပ်ရင်းနဲ့ကိုဆိုလင်းဦးရဲ့ဒီထိုးချက်ပြင်းပြင်းကိုဒါတစ်ချက်တော့ထိတော်မယ်ဆိုလို့ရှိရင်ကရုရှားဖိုက်တာလည်းပေါက်သွားနိုင်တဲ့အနေအထားမျိုးရှိရပါတော့နော် ဆိုဒီပြိုင်ပွဲကိုကျွန်တော်တို့သုံးသပ်မယ်ဆိုလို့ရှိရင်ဘယ်သူနိုင်မလဲဆိုတဲ့အကစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ကတော့ဒါ50-50ပြောမှာเนาะ50-50ရတယ်ပေါ့ဗျာဒါပေမဲ့လို့စိုးရင်ဆရာရှိတာတော့ကိုစိုးလင်းဟိုက technical ပိုင်းနဲ့မသုံးမနဲ့เนาะဒီ fight IQ ပေါ့เนาะရပဲချိန်မှာနိုင်ရမယ်ပဲချိန်မှာအဆုံးသတ်ရမယ်ဆိုတာမျိုးမစဉ်းစားမနဲ့မြန်မာနေမြန်မာဟန်အရှိပဲဇွတ်ပူးတော့လုံးမယ်ဆိုလို့ရှိရင်ဒါ Russia fighter ရဲ့တောင်စိတ်အောက်မှာ မဖူပွဲတာတော့ဟာလားရဲကြသွားတဲ့အစင်းကြီးတော့ဖြစ်သွားမယ်ကျွန်တော်တော့ခံမှန်းလို့ပေါ့နော်ဆိုဒီပွဲပဲချိန်လာမလို့မိတဲ့မေးလေးရှိကြတဲ့ပိတ်သက်တွေကတော့ဒါ15 night ပုံမှန်ကတော့တောက်ကြညပေါ့နော်ဒါပေမဲ့ဒါဒီကိုဆိုလင်းဦးရဲ့ပွဲကြတော့ဒါ international မှာဒီ international တခြားနိုင်ငံတွေမှာဖွင့်မဲ့ပွဲစဉ်ဖြစ်တဲ့ကြောင့်မို့သူကတောက်ကြည ွဲစဉ်တော့တစ်ခုရှိတယ်ဒါပေမဲ့ကိုစိုးရင်းပွဲကြတော့စနေနေ့မနေ့မတ်လ၈အနေဖြစ်သွားတယ်ပေါ့နော်ဒါအနောက်နိုင်ငံတွေ US တို့ပါလို့ဆိုလို့ရှိရင်တောက်ကြညဖြစ်မှာပေါ့ဒါပေမဲ့ time မှာကြတော့စနေနေ့မနေ့ဖြစ်သွားတယ်မတ်လ၈ရက်နေ့ဟိုမနေ့၈နိုင်လောက်ကနေစမယ်တော့ကိုစိုးရင်းရဲ့ပွဲစဉ်ကြတော့ပွဲစဉ်ကိုဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ကျန်တဲ့၈နိုင်ကနေစမယ်ဆိုတော့၉နိုင်၁၀နိုင် ဆယ်နိုင်ခွဲပဝင်းကျင်လောက်များလာမလားဗောနော်ဒါစုစုပေါင်းပွဲစဉ်ကတော့ဒီကိုဆိုလင်းတို့ပါတဲ့စုစုပေါင်းပွဲစဉ်တော့အခုချိန်ကြီးဆိုလို့ရှိရင်တော့ဒါဟိုစက်တပွဲရှိတယ်ပြောမှာဗောနော်ဒါချန်ပီယံရှစ်လူမဲ့ပွဲစဉ်မှာပါလို့ရှိမှာဒါပေမဲ့ဝမ်းချန်ပီယံရှစ်ကလည်းတစ်ခါလေပွဲကြီးမှသိရမလားဟိုလူမလာတာဒီလူမလာတာအပြောင်းလဲတွေပါရင်တော့ဖြစ်တတ်တယ်ဒါပေမဲ့အခုလောလောဆယ်ကျွန်တော်ကြည့်လောက်တော့ ိုဆိုလင်းဦးရဲ့ပွဲစဉ်ကပွဲစဉ်ကကိုဆိုတော့သူရဲ့ဟိုအရှိမလို့ဒါရှစ်ပွဲလောက်ရှိတယ်เนาะဆိုတော့အဆုံးသတ်နေတဲ့ကျွန်တော်တို့ပြန်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ဒီပွဲကတော်လေးစိတ်ဝင်စားဖို့ကောင်းမဲ့ပွဲစဉ်အနိုင်ရှုံးကုန်ကြတော့50 50ပေါ့เนาะကိုဆိုလင်းလည်းဒါကိုချက်တွေကောင်းတဲ့အတွက်ကြောင့်မို့ရုရှားကောင်ကကိုဆိုလင်းဝင်ဝင်လာမယ့်အကွက်တွေကိုစောင်းရင်းစောင်းရင်းနဲ့ ိုအနောက်ဒီပိုင်းစုပ်သွားရင်လည်းဒီလိုပဲနေမယ်ဆိုလို့ရှိရင်ဆိုလင်းဦးရဲ့လက်တီးပြင်းပြင်းတစ်ချက်လောက်ထိသွားရတာပေါက်သွားတယ်နော်တစ်ဖက်ကလည်းကျွန်တော်တို့မြန်မာဖိုက်တယ်ဖြစ်တယ်ကိုဆိုလင်းဦးက technical ပိုင်းနေလို့တေချာမပြင်ဆင်လာဘဲနဲ့ဟိုရှေ့ကိုပဲဇွတ်တိုးမယ်ဆိုလို့ရှိရင်ဒါရုရှားဖိုက်တာလည်းတောင်စင်းနဲ့ကောင်းကောင်းလေးတွေးနေတယ်အဲ့ဒါမျိုးရှိတယ်ကျွန်တော်တို့တုံးတယ် တော့တကယ်ပွဲစဉ်မှာတော့လာစင်နေမှာကျွန်တော်ရှင်းရနေနေရှင်းစားတယ်အဲခါကြမှာပဲကျွန်တော်တို့အဆုံးဖြတ်ရလက်ကိုကျွန်တော်တို့ပြန်ပြီးတော့ဟိုကြည့်ကြရအောင်เนาะ